်မင်္ဂလာပါရှင်ဒီနေ့တော့နေ့လည်ခင်းအစာပြေပြောင်းမှုထောင်းလေးလှူစားပြစ်တာနဲ့လုံနီးလေးတင်ပေးလိုက်ပါတယ်ရှင်နေလေခင်ချင်းချင်းဆက်ဆက်လေးစားကြနေတာနဲ့ပြောင်းမှုတစ်ဖူးကိုပြောင်းမှုထောင်းလှုပ်ရှားပါမယ်ရှင်။ ပြောင်မှုထောင်လုပ်ဖို့အတွက်ပြုတ်ထားတဲ့ပြောင်မှုတစ်ခုလိုအပ်ပါတယ်။ပဇွန်ကြောင့်အနေငယ်ကိုပွာလောင်လို့ရေးလေးစိန်နာပေးပါမယ်ရှင်။ပြောင်မှုပြုတ်ထားတာကိုဓာတ်နဲ့အခုလိုမျိုးလေးလှီချလိုက်ပါမယ်ရှင်။တခြားလိုအပ်တာတွေကတော့တံမြာသီးတစ်လုံး၊ခရမ်းချင်သီးတစ်လုံး၊မြေပဲလုံးအနေငယ်၊ငရုတ်သီးစိမ်း မုံလာဥနီပဲတောင်ရှိကျက်သွန်ဖြူအနေငယ်နဲ့ထညက်ခဲတလုံးလိုအပ်ပါမယ်ရှင်ကျက်သွန်ဖြူအမွာကြီး၃မွာလောက်ကိုအရင်ဆုံးထောင်းပေးလိုက်ပါမယ်ကျက်သွန်ဖြူလည်းညက်လာပြီဆိုရင်တော့ငရုတ်သီးစိမ်အနီတောင်ထည့်ထောင်းပါမယ်ရှင်ပဲတော့ရှင်နဲ့မုံလာဥနေလှီတရတာတွေပါတခါတည်းထည့်ထောင်းလိုက်ပါမယ်။ပဇွန်เจ้าရေစိန်နာတာထည့်ပါမယ်ရှင်။ ထညက်ခဲတလုံးကိုတော့ဓာတ်နဲ့ခတ်ပါပါလေးလှီထည့်ပါမယ်။ထညက်ခဲကခတ်ပြော့ပြော့လေးဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်။မြေပဲလော်ထဲပါမယ်ရှင်။ငမရည်ထမင်းစားစွန်းနဲ့ဒဇွန်ခွဲလောက်ထည့်လိုက်ပါမယ်။

အရသာအတွက်တော့ကြက်သားမှုန့်အနည်းငယ်ထည့်ပေးလိုက်ပါမယ်။ပြီးရနဲ့အရသာလေးနှံ့သွားအောင်လို့ဇွန်လေးနဲ့နည်းနည်းထောင်းထောင်းလေးလှုပ်ပေးလိုက်မယ်ဆိုရင်တော့အနံ့လေးတအားမွှေးနေတဲ့ပြောင်းမှုထောင်းလေးရသွားပါပြီရှင်။ပြောင်းမှုထောင်းကိုဆိုင်မှာဝယ်စားမယ်ဆိုပြီးတော့တခါမှမဝယ်စားဖြစ်တာနဲ့အိမ်မှာလှုပ်ရှားကြည့်တာတော်တော်လေးကိုစားလို့ကောင်းပါလေ သူ့အရသာကချင်းချင်းငန်ငန်ဆက်ဆက်ချွချိုလေးနဲ့အဲဂရင်းပြက်နေတဲ့သူတွေဆိုရင်တော်တော်လေးကိုအကြိုက်တွေမှာတေးကြပါဗါးပြောင်မှုထောင်းလေးရလုံးဝလဲလွယ်တယ်လို့စားလို့လဲတော်တော်လေးကိုကောင်းလို့လိုက်လှုပ်စားကြည့်ပါရှင်။စားကောင်းချက်ကတော့တလုတ်စားပြရနဲ့မရက်ချင်လောက်အောင်ကိုစားလို့ကောင်းပါတယ်ရှင်။ အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်ဝေးကြပါစေရှင်